ရှိဥစွာဘုရားသခင်အခြေဥတော်ကိုချီးမွမ်းပါရယ်အားလုံးမင်္ဂလာပါခင်ဗျဒီနေ့တော့နေရောင်ထက်လင်းသောအလင်းရောင်ဆိုရက်ကောင်းစင်လေးနဲ့ခေါ်ပေးတော့မှာဖြစ်ပါတယ်ကပောင်းချန်းအခန်းတစ်စာပိုက်34ကိုဖတ်ပါမယ်ဘုရားသခင်ကလည်းအလင်းဖြစ်စေဟုမိန်တော်မူ၍အလင်းဖြစ်လေထိုလင်းကောင်းဒီကိုဘုရားသခင်မြည်၍အလင်းနဲ့မောင်မိုက်ကိုပိုင်းခြားခွဲထားတော်မူ၏ အလင်းကိုနှစ်ဟူသောအမိဖြင့်၎င်းမောင်မိုက်ကိုညဟူသောအမိဖြင့်၎င်းခေါ်ဝသမုတ်တော်မူ၍ညဦးနှင့်နာနဲ့သည်ပရမနိယဖြစ်လေ၏လို့ပြောရတွေ့ရတယ်။ဒီချမ်းပိုက်လေးကဟိုတော်တော်များများနားမလည်နိုင်တဲ့ချမ်းပိုက်ဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့တို့ကပရမဦးဆုံး ဘုရားသခင်အလင်းကိုဖန်ဆင်းတယ်လို့ဗရမနီရဲ့သူတို့ပြောတဲ့ခါမှာအဲ့ဒီချိန်မှာနေမဖန်ဆင်းသေးဘူးခင်ဗျာနေကစရုထနေ့ကြမှာဖန်ဆင်းတာဖြစ်တယ်ဆရောဟိုသိပ္ပံပညာရကြည့်တဲ့ခါမှာနော်နေမရှိဘဲနဲ့ဘာဖြစ်လို့အလင်းရှိနိုင်ရမှာလဲဆိုပြီးတော့မှနော်ဒီနေ့ဒီကျမ်းစာဝေဖန်ကြတာဖြစ်ပါတယ် ဲ့တော့ဒါကြောင့်ကျွန်တော်ကနာမည်ပေးကြရနော်နေထက်လင်းတော့အလင်းလို့နာမည်ပေးထားတာဖြစ်ပါတယ်ဒါကတကယ်တမ်းကျွန်တော်နေရဲ့အလင်းမဟုတ်ပါဘူးနော်ဘုရားသခင်စီကလာတဲ့အလင်းဖြစ်ပါတယ်ဘုရားသခင်စီကနေလာတဲ့အလင်းကနော်အလင်းကနောက်ပိုင်းကျွန်တော်ဖတ်ရင်နားလေသွားလိမ့်မယ်နေထက်ပူလင်းပါတယ်နော်အဲ့တော့ဒီထွတ်မြောက်ခြင်းအခန်း73စာပိုက်27 22မှာ တို့သည်နေညသွားနိုင်အောင်ထာဝရဘုရားသည် နေ၌ကလမ်းပြဖို့မိုးတိမ်အားဖြင့်၎င်းည၌ကအလင်းပေးဖို့မြည်တိုင်အားဖြင့်၎င်းတို့ရှိကကြွတော်မူ၏နေအချိန်၌မိုးတိမ်တိုင်းညအချိန်၌မြည်တိုင်ကိုတို့ရှိမှရုတ်သိမ်းတော်မူဒါအေဒရီလာအစ္စရယ်လူမျိုးတွေအစ်ချစ်နိုင်ငံကနေထွက်လာတဲ့အခါမှာနော်ဒီခန္ဓာပြည်မရောက်ခင် နှစ်ပေါင်း40ဂါလာလုံးလုံးเนาะနေအပူမခံရဘူးမိုးတိမ်ကမိုးထားတယ်သူတို့နေ့အချိန်မှာเนาะညမှာကျတော့မြည်တိုင်အဖြစ်ပညာလုံးအလင်းပေးတယ်လမ်းပြတယ်လို့ပြောရတွေ့ရတယ်ဒီမှာကြည့်တယ်ဆိုရင်အဲ့ဒီအလင်းကလည်းနေ့အလင်းမဟုတ်ပါဘူးเนาะပြောချင်တာကနေရှိမှလင်းနိုင်တာမျိုးမဟုတ်ပါဘူး ဆိုကြပါစို့ခုဒီခင်မှာလက်စစ်မီခုကျွန်တော်ထွန်းထားတယ်အမောင်မှာလင်းနေရပဲဒါကျွန်တော်အမောင်ထဲမှာရိုက်နေတာအလုံးကျွန်တော်မြင်ရတယ်ဒီအလင်းကနေနဲ့မဆိုင်ပါဘူးဟောဒီလိုမျိုးရှိပါတယ်ဘောနော်ဒါကြောင့်ပြောချင်တာကဘုရားသခင်ကပရမအုဆုံးအလင်းပရမအုဆုံးနေမှာဖန်ဆင်းတဲ့အလင်းဆိုတာကနေမဟုတ်ဘူးနေထက်လင်းတဲ့အလင်းဖြစ်ပါတယ်ဟောဒီ တမန်တော်ဝတ်တုခန်းကိုစာပိုက်သုံးပါဘာပြောလဲဆိုတော့တွား၍ဓမ္မသက်မြို့အနည်းသို့ရောက်တော့အခါကောင်းကင်ထဲကအလင်းသည်သူ့ပတ်လည်၌ရုပ်ကနေထွန်းတောက်လေ၏ရှင်ပေါ်လောက်ကခရိယန်တွေကိုတတ်ဖို့တွားတာဒီဓမ္မသက်ဒမတ်စကမြို့ပေါ့အရှူရီးယားနိုင်ငံမြို့တော်ပေါ့တွားတာလမ်းမှာမတွေ့လဲသူက ကောင်းကင်ထက်ကအလင်းဒီသူ့ပတ်လည်နဲ့ရုပ်ကနေထွန်းတောက်တယ်အဲ့ဒါလည်းနေရလင်းမဟုတ်ပါဘူးနော်ဒီအဲ့ဒါဘယ်လိုပြန်ရှင်းလဲဆိုတော့တမန်တော်ဝုဒ္ဓခန်း26စာပတ်73မှာနေအယောင်ထက်မကတော့အလင်းဒီကျွန်ုပ်မှတ်စာ၍ကျွန်ုပ်နဲ့အတူသွားတော်သူများပတ်လည်၌မိုးကောင်းကင်ထက်ကထွန်းတောက်ဒီကိုမိုးတက်အချိန်တွင်လမ်းထဲမှာကျွန်ုပ်မြင်ရပါသည် အရှင်မင်းကြီးဆိုရမတော့ဖြောင်းချက်ပေးတာတွေ့ရတယ်နော်အဲ့တော့အဲ့ဒီကောင်းကင်ကလာတဲ့အလင်းကရှင်ပေါ်လောဘာပြောလဲနေထက်မကနော်လင်းသောအလင်းလို့ပြောပါတယ်ဒါကြောင့်အခုကျွန်တော်ကောင်းစဉ်ပေးတာကနော်နေထက်ဟာပိုလင်းတဲ့အလင်းဆိုတာဘယ်ကလာလဲဖယားသခင်စီကလာတဲ့အလင်းဖြစ်တယ်နော်အလင်းဖြစ်တယ်အဲ့တော့လောကကြီးမှာကျွန်တော်တို့ နော်ဒီနေမရှိလို့ဟာလာဒီလက်စက်မီးတွေမရှိလို့ပြဿနာမရှိဘူးအဖះမရှိရင်ပြဿနာရှိတယ်ဘာလဲဆိုတော့ဒါတွေမရှိရင်လဲကျွန်တော်တို့ကရက်တည်နိုင်တယ်ဒါပေမဲ့ဖះမရှိရင်တော့ကျွန်တော်မရက်တည်နိုင်ပါဘူးเนาะဒါကြီးကိုကျွန်တော်တို့သတိပြုဖို့ဖြစ်တယ်သင်ရှင်ပေါ်လို့ခုနပြောတဲ့ဧတရလူမျိုးတွေ နော်နေမရှိပါဘူးညမှာဒါပေမဲ့အဲ့ညမှာ အလင်းရောင်ဖျားသခင်အပေးတယ်ဒီထက်ပူရှင်းအောင်ကျွန်တော်ဗျာဒိတ်ချမ်းအခန်း21စာပိုက်23ကိုဖတ်ပါမယ်ထိုမျိုးဒီနေအယောင်လိုက်အယောင်ကို အလိုမရှိအချောင်းမူကဖျားသခင်ဘုံတော်ဒီထိုမျိုးကိုလင်းစေသိုးတငယ်ဒီလည်းထိုမျိုးစီမိဖြစ်အဲ့ဒီထိုမျိုးဆိုတာကကောင်းကင်ဘုံကနေနော်ဆင်းကြွလာမဲ့ယေရုရှလင်မြို့တည်ဖြစ်တယ် ဘယ်တော့လာမလဲဆိုတော့ဒီစက်ကြော်လာကြီးပျက်စီးပြီးကုန်သွားတဲ့ခါမှာနောင်စက်ကြော်လာတစ်ဖျက်ခင်ဖန်ဆင်းတဲ့ခါမှာကောင်းကင်ဘုံကနေဆင်းကြွလာမဲ့ယေရုရှလင်မြို့တစ်ဖြစ်တယ်ကျွန်တော်ယုံကြည်သူတွေထာဝရစံစားမဲ့နေရာဖြစ်တယ်အဲ့ဒီမှာလဲနေအယောင်အယောင်လိုက်အယောင်မလိုဘူးတဲ့အဲ့အယောင်နေဘာဖြစ်လို့ဆိုတော့ဖျက်ခင်ဘုံကအဲ့ဒီမြို့မှာအလင်းဖြစ်တယ်တိုးတငယ်ဆိုတော့ယေရှုပေါ့ယေရှုရဲ့ဟာလား အလင်းအဖြစ်လဲအဲ့မြို့ကလင်းနေတယ်သူတို့ပြောတာဖြစ်ပါတယ်နော်အဲ့အလင်းကဘလောက်လင်းတယ်လဲဆိုတော့တဲ့ဗျာဒိတ်ချန်ခန်း20စပိုက်5မှာထိုမြို့၌ညမရှိရစီမီကို အလိုမရှိနေအယောင်ကိုလည်းအလိုမရှိအเจ้าမူကထာဝရရှင်ဘုရားသခင်သည်သူတို့၌ရောင်ကြည်တော်ကိုလွတ်တော်မူ၏သူတို့သည်ကဘာအဆက်ဆက်စိုးစံရကြလက်တံဟောနော်အဲ့တော့ ဒီယေရုရှလင်မြို့တည်မှာကြီးလိုက်ပါနော်မီးမလို့စီမီးမလို့နေရလင်းအောင်လည်းဘာမှမလို့လှစ်စစ်မီးလည်းမလို့တဲ့အဲ့မှာကြားရင်ဘာဖြစ်လို့လဲဆိုတော့ထာဝရဘုရားသခင် သူတို့နဲ့ရောင်ကြီးတော်ကိုလွတ်တယ်နော်ရောင်ကြီးတော်လွတ်တယ်တဲ့အဲ့ဒီခါမှာဘာဖြစ်သွားလဲအဲ့ဒီမြို့ကလင်းတယ်တဲ့အဲ့ဒါကြောင့်ဒီနေ့တည်ဖို့ကကပောက်ချံအခန်းတစ်မှာ ပရမနိမဖန်ဆင်းတဲ့အလင်းဆိုတာကဘုရားသခင်အယောင်ကြီးတော်ဖြစ်တယ်ဘုရားသခင်ဘုန်းတော်ဖြစ်ပါတယ်အဲ့ဒါအဖြစ်ဒီစัจ java လာကြီးကလင်းတာဖြစ်ပါတယ်သူထိုးပြတဲ့နေရာလင်းတဲ့နေရာဒီနေ့ဖြစ်ပြီးတော့မှကွယ်နေတဲ့ဖက်ကညဖြစ်ပါတယ်လေးရက်နေကြမှာအဲ့ဒါကိုအုပ်ဆိုးဖို့အတွက်နော်နေနဲ့လကိုဖန်ဆင်းလိုက်ခြင်းဖြစ်ပါတယ် အဲ့ခါကျတော့သူ့အလိုလိုနေညပြင်ချင်းချက်တော့အချိန်ဖြစ်စေလို့ဘုရားသခင်ကနော်အမိန့်ပေးတဲ့ခါမှာကဘာကြီးမှာခုနနေရဲ့အရာအောင်လို့လရဲ့အရာအောင်လို့ဆိုတာရှိလာတာဖြစ်ပါတယ်နော်ဆိုတော့အဲ့ချိန်ကျတော့ဘုရားသခင်သူ့ရဲ့အလင်းတော်အလင်းရောင်ပြန်ရုပ်သိမ်းတယ်ပေါ့ဒီလိုကျွန်တော်တွေ့ရမှာဖြစ်တယ်ဒါကြောင့်တော့မမေ့ဆွေဒီနေ့ဒီမှာစမ်းစာအလွန်ပဲပြည့်စုံတယ်ကျွန်တော်တို့ဟာလား ရှင်းတော့မညီဘူးလို့ထင်ရင်အဲ့ဒါကျွန်တော်နားမလည်သေးလို့ဖြစ်တယ်ကျွန်တော်ဓမ္မပညာကိုသိတဲ့နော်တမာတယောက်သိတဲ့ဉာဏ်မစုံလင်သေးလို့ဒါဖြစ်တယ်လုံးဝစန့်ကျင်ခြင်းမရှိဘူးဆိုတော့ကျွန်တော်တို့နားလည်ဖို့ဖြစ်ပါတယ်နော်ဒါကြောင့်ဒီလောကကြီးမှာအားပေးချင်တာကတော့နေရဲ့အလင်းရောင်ဟာအလွန်အရေးကြီးတယ်အလွန်သိပါတယ်နော်ကျွန်တော်တို့ကများစွာ အကျိုးပြုပါတယ် နေအလင်းရောင်မရှိရင်ကျွန်တော်တို့နော်ရက်တီလို့မရဘူးလို့ကိုဟာလာအဲ့လိုကိုမှတ်ချက်ချလို့ရပါတယ်သူ့အတွက်အဲ့လိုအရေးကြီးတဲ့နော်နေအလင်းရောင်မရှိရင်လည်းနေပါစေဖရာသခင်ရှိဖို့ပိုအရေးကြီးတယ်လောကကြီးမှာဟုတ်နော်ဟာလာဒီလောကကြီးမှာကျွန်တော်အသက်ရှင်သွားလာဖို့အတွက်နေဟာအလိုရေးကြီးတယ်ဒါပေမဲ့နေတဲ့ပိုအရေးကြီးတာကတော့သူ့တဲ့တောင်းလင်းတဲ့ဖရာသခင်ဖြစ်ပါတယ် ဘုရားသခင်ရှိရင်ဘာမှမရှိရင်လည်းသင်ဖို့ဟာလင်းနေမှာဖြစ်ပါတယ်။ဒါကြောင့်ဘုရားသခင်ကိုဒါနော်ယုံကြည်ပါအားကိုးပါ အခက်ခဲတွေဘလောက်ရှိရှိနော်လမ်းမားနေပြီလားလမ်းလွဲနေပြီလားလမ်းဆုံးနေပြီလားနော်ဘာဖြစ်ဖြစ်ဘုရားသခင်ကမျော်လင့်ပါဘုရားသခင်ကိုဆက်အားကိုးပါဘုရားသခင်ကိုဆက်ပြီးတော့မှခိုးလို့မှာဒါဆိုရင်သင်ဖို့ဟာနေတဲ့နော်တာရွေလင်းတဲ့အလင်း ဖြစ်တဲ့ဘုရားသခင်အဖြစ်ဆက်ပြီးတော့မှရှင်တန်နေလိုက်ပဲလို့ခေါ်ပေးနေနေကုန်ချုပ်ပါတယ်ဘုရားသခင်နေတင်တော်အလုံးကောင်းချီးပေးပါစေတော့အာမင်